အားလုံးမင်္ဂလာပါအခုကျွန်တော်တို့လေ့လာမယ့်အကြောင်းကတော့ Rachel Carson ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ biography ပါနော်အဲ့တော့သူ့အကြောင်းကိုငကိုတွေကကြာပူပြီးသားလူတွေလည်းရှိမှာပါအဲ့တော့သူကဘယ်လိုလူမျိုးလဲဘာကြောင့်နာမည်ကြီးလာလဲသူဘာတွေလုပ်ခဲ့လဲဒါတွေကိုကျွန်တော်တို့ သူရဲ့ short biography ကိုကျွန်တော်လေ့လာမှာပါ Richard Carson was a marine biologist လို့ပြောထားပါတယ်သူက marine biologist အပေါ်မှာတော့ biologist လို့ပဲပြီးထားတယ်ဇီဝဗေဒပညာရှင်ဒါပေမဲ့အဲ့ဒီမှာမှသူကအထူးသဖြင့် marine biologist လို့သူကပြောထားတာဒါ Anwar Ziwa ပညာရှင်ပေါ့နော် Anwar Ziwa ဆိုတာဒီပင်လယ်ထဲမှာရှိတဲ့တတဝါတွေအကြောင်းကိုသူလေ့လာတဲ့ပညာရှင်ဖြစ်တယ်နောက်တစ်ခု environmentalist ပါဒါတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဆောင်ရှောက်တဲ့လူပါမယ်နောက်ပြီးတော့ writer လည်းဖြစ်ပါတယ် who alerted the world to the environmental impact of fertilizer and pesticide အော်ဒီမှာသူအဓိကလုတ်ခဲ့တာဘာအလုပ်လဲဆိုတော့သူ alert လုတ်ပေးခဲ့တယ်သူ alert လုတ်ပေးတဲ့သဘောဆိုတာသူတက်လှန်ပေးခဲ့တယ်သူတခုခုတက်လှန်ပေးခဲ့တယ်ဒီ alert လုတ်တယ်ဆိုတဲ့သဘောကဒီလူတွေအနေနဲ့တခုခုတတိထားမိလာအောင်အသိရှိပြီးနိုးကြားလာအောင် လုပ်ပေးရဲဆိုတဲ့ပုံစံမျိုးပါအဲ့တော့ alert နောက်မှာသူက to ဆိုတာလေးလိုက်ပါတယ်ဒီမှာ alert နဲ့ to နဲ့ကိုကျွန်တော်တို့ သတိလေးထားပြီးတော့ကြည့်ရပါမယ်။ဒါကျွန်တော်တို့အခုက language ကိုအဓိကထားပြီးတော့သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီထဲမှာပါတဲ့ဒီစကားလုံးလေးတွေရဲ့အတွဲလေးတွေနော် grammar point လေးတွေကိုကျွန်တော်ဒီမှာအဓိကထားပြီးလေ့ရှင်းသွားပါမယ်။အဲ့တော့သူ့ရဲ့ပုံစံလေးကဘယ်လိုရှိလဲဆိုတော့ a lot somebody to something ဆိုရတဲ့ပြ။ဥပမာဖြင့်ဒီ campaign တစ်ခုလုပ်ကြတယ်ဗောလူတွေကအဲ့ campaign လုပ်တဲ့အတွက်အလူတွေကဒီ HIV နဲ့ပတ်သက်တဲ့ danger နော်ဒီ NDA တွေကိုသိရှိလာတယ်။အဲ့လိုသိရှိအောင် ဒီ campaign တစ်ခုပေါ့လှုပ်ရှားမှုတစ်ခုနဲ့လှုပ်ပေးတယ်ဆိုလို့ရှင်ဘယ်လိုပြောလို့ရလဲဆိုတော့ the campaign alerted the public to the danger of HIV ဒါအလိုမျိုးလေးပြောလို့ရပါတယ်နော်ဒါကြောင့်မို့သူက alert ဘယ်သူ့ကို alert လုပ်ပေးလဲဘာအတွက် alert ပေးလဲဆိုတာလေးကိုကျွန်တော်ကဒီလိုလေးရေးထားပါနော် alert to နဲ့သွားတယ်အော်ဒီမှာလည်းကဘာကြီးပေါ့နော်ကဘာလောက်ကကြီးနဲ့ဒီကဘာကြီးမှာရှိတဲ့လူတွေပေါ့နော်ဒီလူတွေကိုသူက alert ဖြစ်သွားအောင်လုပ်ပေးတယ်။ဘာနဲ့ပတ်သက်လို့လဲဆိုတော့ to the environmental impact တဘာဝပတ်ဝန်းကျင်ပေါ်မှာရိုက်ခတ်မှု လောက်တိုင်းတည်းရိုက်ခတ်နိုင်လဲနော်ဘာတွေရိုက်ခတ်မှုလဲဆိုတော့ of fertilizers and pesticides တဲ့ of fertilizers ဆိုတာကျွန်တော်အခုတည်ပြီးသားပါအပင်တွေစိုက်ပျိုးတဲ့အခါမှာသုံးရတဲ့မြေစီဩဇာတွေနော်မြေဩဇာတွေပေါ့တက်မြေဩဇာတွေပေါ့နော်ဒီတက်မြေဩဇာတွေကိုသုံးခြင်းအပြင်သဘာဝပုံညိုဘလို့ရိုက်ခတ်တယ်ဘလောက်တိုင်းတည်းဆိုးဆိုးဝါးဝါးရိုက်ခတ်သွားတယ်လေနောက်ပြီးတော့ pesticides pesticides ဆိုတာပိုးသတ်ဆေးတွေပါဒီပိုးသတ်ဆေးတက်မြေဩဇာတွေသုံးတဲ့အတွက် တဘာဝပုံကြီးမှာဘလူးဆိုးကျိုးတွေပေါ်လာလဲဒါတွေကိုလူတွေကတေချာတိလာအောင်ရှင်းရှင်းလင်းလင်းတိလာအောင်တတိထားမိလာအောင်ကြောက်လန့်လာအောင်သွားနေပြီးတော့ alert လုပ်ပေးခဲ့တယ်ဒါသူ့ရဲ့အဓိကအလုပ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ဒီ fertilizer ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒီစကလုံးလေးကိုပြောမယ်ဆိုလို့ရှင် fertilizer ဆိုတာကျွန်တော်တို့ပြောမယ်ဆိုရင်တော့အခုနပြောတဲ့အတိုင်းပဲဓာတ်မြေဩဇာပေါ့အဲ့စကလုံးလေးကဘယ်ကလာလဲဆိုတော့ fertile ဆိုတဲ့စကလုံးလေးကနေလာတယ် F E R T I L E fertile ဆိုတဲ့သဘောကမြေစီဩဇာကောင်းမွန်တော်ဆိုတဲ့အထိပဲမျိုးထွက်တယ် fertile land ဒါမှမဟုတ် fertile soil ဒါဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကအပင်တွေကောင်းကောင်းစိုက်ပျိုးလို့ရတယ်အပင်တွေကောင်းကောင်းပေါက်ရောက်ရှင်သန်နိုင်တယ်ဆိုတဲ့အထိပဲမျိုးပါအလားတူပဲဒီ fertile သဘောမျိုးပဲ fertile ကိုပဲကျွန်တော်တို့ကဒီ negative ပြောင်းလိုက်မယ်ဆို infertile ရပါတယ် infertile ဆိုလို့ရှိရင်တော့အပင်မပေါက်ရောက်နိုင်တော့သို့မဟုတ် တိစံနေလူတွေကိုပြောခြင်းနဲ့ဆိုတော့ကလေးမမွေးနိုင်တော့မြုံနေတော့ဆိုတဲ့အတိပ္ပယ်မျိုးထွက်တယ်နော်အဲတော့ infertile ကို နောက်တစ်လုံးပြောမယ်ဆိုရင် barren လို့လည်းသုံးလို့ရပါတယ် B A R R E N barren stress လုံးလည်းရှိပါတယ်ဒါလည်းအလားအ infertile နဲ့သူကဆင်လို့နေမှာပဲဟိုအပင်အပင်နေဆိုလို့ရှိရင်လည်းအပင်မပေါက်ရောက်နိုင်တဲ့နေရာမျိုးတောင်ကုန်းလို့ဖြစ်နေတဲ့နေရာမျိုးတွေနောက်ပြီးတော့လူတွေတိရစ္ဆာန်တွေဆိုလို့ရှိရင်လည်းခလေးမမွေးနိုင်ဘူးဒါမျိုးပေါ့နော် barren stress ပုံစံမျိုးရှိပါတယ် ဒါ fertilizer နဲ့ပတ်သက်ပြီးတော့သူနဲ့တွဲပြီးတော့မှန်မဲ့စလုံးလေးပါအလားတူပဲဒီ pesticide ဆိုတဲ့စလုံးလေးရလည်းထူကြပါဗျာအဲ့တော့ဒီစလုံးလေးကိုခွဲမယ်ဆိုလို့ရှင်ကျွန်တော်နှစ်ပိုင်းခွဲလို့ရပါတယ် pest နဲ့နောက်ကနေပြီးတော့ site နဲ့ပေါ့နော် pest pest ဆိုတာလေးရဲ့အနောက်က site ဆိုတာလေးရဲ့အဲ့တော့အဲကျောင်းသားလည်းသိပြီးသားဖြစ်မှာပါ pest ဆိုတဲ့သဘောကသူကပိုးကောင်မွှားကောင်ကို pest လို့ခေါ်ပါတယ်နောက်က CID site ဆိုတဲ့အဓိပ္ပာယ်ကတက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါ site means ကျွန်တော်တို့က kill လို့ပြောလို့ရပါတယ်ဒီမှာ site ကိုသူက suffix ပုံစံမျိုးပေါ့နောက်ဆက်တွဲစလုံးလေးအနေနဲ့သုံးထားတာသူအဲ့ pastry ဆိုတဲ့နေရာမျိုးမှာကျွန်တော်တို့ကျန်တဲ့စလုံးလေးအများကြီးကျွန်တော်တို့ဝင်လာနိုင်ပါတယ်ဥပမာဖြင့်အားလုံးလေးကြာပူးပြီးတဲ့စလုံးလေး suicide suicide ဆိုလို့ရှိရင်ကိုကိုကိုတတ်တည်တယ်ဆိုတဲ့စလုံးလေးအဲ့တော့အခုက CID site ပါပဲအရှိက SUI ဆိုတာလေးထည့်လိုက်တယ်ဒါ suicide ကိုကိုကိုတတ်တည်တယ်ဆိုတာဖြစ်သွားတာအလားတူပဲ homicide ဆိုတာရှိတယ် HOMICID homicide ဆိုလို့ရှင်ဒါ murder ဆိုတဲ့ကတူတယ် M U R D E R လူသတ်မှုလူသတ်တာဆိုရင် homicide လို့ခေါ်ပါတယ်ဒါတော့သူရဲတွေမူကင်းတွေမှာတုံးတဲ့စကားပါ homicide ဆိုပြီးတော့နောက်တစ်လုံး infanticide ဆိုတာရှိသေးတယ် infanticide ဆိုတော့ infant ကနေလာတယ် I N F A N T infant infants are ကလေးလေးပါဒါမျိုးမွေးကင်းစားကလေးပေါ့နော်ရင်ငွေမိုက်ကလေးလေးကိုတတ်တဲ့အမှုမျိုးပေါ့ ဒါအကြောင်းမျိုးကြောင့်တက်တာပေါ့နော်ဒါပြောက infanticide လို့ခေါ်ပါတယ်နော်ဟိုပြင် patricide လားဒီပဲ P A T R I C I D patricide ဆိုရင်ဒါအဖေကိုတက်တာဒါအစားတက်တယ်လို့မျိုးအဲ့ matricide ဆိုရင်ကိုယ့်အမေကိုပြန်တက်တာစသဖြင့်ပေါ့အဲ့တော့ side 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 နဲ့ဒါစလုံးကြီးတော့အများကြီးပါပဲတကယ်လို့သိကျင်နေဆိုလို့ရှိရင်တော့ကိုဖတာကိုဆက်ပြီးတော့ဒါလေ့လာပြီးပါဒီနေရာမှာတော့ကျွန်တော်စလုံးလေးအများကြီးတော့မပြောနိုင်ဘူးပေါ့နော်ဒါဒီရောင်လေးကိုဒီလိုမျိုးဒီစလုံးလေးမှာ suffix တွေရှိတယ်ဆိုတော့ကျွန်တော် ဒါတွေကိုသတိထားမိအောင်နော် ကြောင်သားတွေစာဖတ်တဲ့လူတွေအနေနဲ့သတိထားမိအောင်ကျွန်တော်ပြောပြတာပါဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ Richard Carson ကြောင်းလေးကျွန်တော်ပြန်သွားအောင်အဲ့တော့ဒီမှာသူ့အလုပ်ကအများကြီးပဲခုနပြောလို့ biologist လည်းဟုတ်တယ် environmentalist လည်းဟုတ်တယ်နောက်ပြီးတော့ဒါစာရေးဆရာလေးစာရေးဆရာပေါ့နော်ဒါစာရေးဆရာဖြစ်တဲ့အတွက်လည်းသူကနာမည်ကြီးလာတာဒီတိုင်းဆိုသူကသူ့ကိုနာမည်ကြီးချင်မှကြီးမှာပေါ့နော်အဲ့တော့နောက်တစ်ပိုက်မှာ coach strali နဲ့စာထားတယ်အဲ့ coach strali ကတော့သူပြောခဲ့တဲ့စကားတစ်ခုပြန်ပြီးတော့ကိုးကားတာပေါ့ နော်သူစာအုပ်ထဲမှာပါတဲ့စကလုံးလေးနော်စာကြောင်းလေးတွေအကြောင်းအရာလေးတွေပြန်ပြီးကိုးကားထားတယ်တော့သူဗာပြောခဲ့လေကြည်အောင် If a child is to keep alive his inborn sense of wonder without any such gift from the fairies he needs the companionship of at least one adult who can share it rediscovering with him joy excitement and mystery of a world we live in so you do ye be dare အပထမအဆုံးမှာသူပြောတာ if a child is to keep alive a keep alive ရဲ့အဓိပ္ပာယ်ဟာဆက်လက်ရှင်သန်အောင်ထိန်းသိမ်းသည်ဘာလို့ဆက်လက်ရှင်သန်အောင်ထိန်းသိမ်းရမှာလဲဆိုတော့ his inborn sense of wonder တော့ကလေးတယောက်မှာရှိတဲ့ inborn sense of wonder မွေးရပါစူးစမ်းလို့စိတ်ကလေးတယောက်မှာကလေးတိုင်းကလေးတိုင်းမှာကျွန်တော်တို့အားလုံးလည်းသိပြီးသားပါဒါဟိုဆက်စုရတဲ့ကလေးတွေဆိုတာကသူအတိုင်းအတာတစ်ခုထိဟိုလူလူရယ်လို့ဖြစ်လာပြီးတော့ လူမှန်းတိတဲ့စာအရွယ်တွေကစပြီးတော့ तू ပဝန်းညမှာမြင်သမျှတည်သမျှအရာအားလုံးအတူတူအစမ်းတကျယ်ကြီးပဲဒါတွေကို तू သိကျင်တဲ့စိတ်မျိုးဆက်စုတဲ့စိတ်မျိုးစူးစမ်းတဲ့စိတ်မျိုးဒါကလေးတိုင်းမှာရှိအော်ဒီမှာ तू စာရေးသူပေါ့နော်ဒီ racial concern နေနဲ့ तू ဖြစ်စေချင်တာကဒီကလေးတွေမှာရှိတဲ့အဲ့ဒီမွေးရပါစူးစမ်းလူစိတ်ကို तू ဘာဖြစ်စေချင်လဲဆိုဆက်လက်ရှင်းတန်းအောင်ထင်ထင်စေချင်တကြီးတဲ့အထိအဲ့ဒီစူးစမ်းလူစိတ်လေးကို तू ပါသွားစေချင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတကြီးလာတဲ့အမျှအဲ့ဒီစူးစမ်းလူစိတ်ကယော့သွားတယ် ကျွန်တော်တို့ဒီပညာရေးပေါ့နော်စီးပွားရေးလူမှုရေးများလာတဲ့အခါမှာကျွန်တော်လူကြီးဖြစ်လာတဲ့အခါမှာအသက်အရွယ်ကြီးလာတဲ့အမြဟိုတခြားအရာတွေကိုကျွန်တော်ကသိမစူးစမ်းနိုင်တော့ဘူးမစူးစမ်းမင်းနဲ့ဟိုကိုဒီဟိုဘောငွေရှာတာပညာရှာတာနဲ့နေလုံးလိုက်ချလိုက်လိုက်ပြီးအချင်းကုန်သွားကြတယ်တိုးတော့ဒီလိုစူးစမ်းလို့စိတ်တည်လေလူတယောက်မှသွားနေပြီးတော့ရှိတဲ့နယ်မြဲတစေရှိတဲ့နယ်ဆိုတဲ့ပုံစံမျိုးလေးသူပြောထားတယ်အဲ့တော့ဘာကြောင့်လဲကျွန်တော်ငငယ်တုန်းကကလေးတွေ ဆက်စုကြတယ်သူသိချင်တဲ့မိကုံးလေးတွေလူကြီးတွေမေးကြတယ်ဒါပေမဲ့လူကြီးတွေကအာလာမေးမနေနဲ့အလုတ်ရှုပ်တယ်ပါ့ကတိကတ္တတွေလာမေးနေတယ်ဆိုပြီးတော့ဟောက်လို့အော်တခါနှစ်ခါကျတော့ကလေးရလေနောက်ဆုံးတော့သူလည်းအဲ့စူးစမ်းလူစိတ်ကတဖြည်းဖြည်းနဲ့ညော့ပါသွားတာပေါ့နော်အဲ့တော့ဒီမှာသူအဲ့လိုမျိုးမျိုးဖြစ်စေခြင်းနော်အဲ့လိုမျိုးစူးစမ်းလူစိတ်ကိုတဲ့နော် selection တန်းအောင်ပေါ့နော်ဆက်ပြီးတော့ကြီးတဲ့အထိရောက်လာအောင်ထိမ့်သိမ့်ထားရမယ်ဆိုလို့ရှိရင်တဲ့နော်ထိမ့်သိမ့်ထားဖို့ဆိုလို့ရှိရင် ဘာလို့လဲဆိုတော့တဲ့အကြမ်းမှာ without ကနေ fairies ကိုခဏလေးကြောလိုက်ပါနော် he needs a companionship of at least one adult အသူဘေးနားမှာသူ့ကိုကူညီပြီးတော့ရှင်းပြမယ်လူသူ့ရဲ့စူးစမ်းလို့စိတ်ကိုနှိုးဆွပေးမယ်လူကြီးတယောက်တော့လိုပါတယ် companionship ဆိုတာအပေါင်းအပါအနေနဲ့လိုတယ်ဒီလိုမှသာကလေးရတယ်သူ့ရဲ့စူးစမ်းလို့စိတ်ကဆက်ပြီးတော့သူကကြီးတဲ့အထီကိုရှင်းတန်နေမှာပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်ခုနပြောသလိုပဲသူ့ရဲ့ဒီဆက်စုတဲ့စိတ်စူးစမ်းတဲ့စိတ်ကငငယ်ရွယ်ရွယ်နဲ့ညက်သွားမှာ ော့ကျွန်တော်တို့လူမျိုးတွေဘာလို့မတိုးတက်လဲဘာလို့နောက်ကျန်နေကြလဲအနောက်နိုင်ငံကလူတွေနဲ့ရှင်လိုက်လို့ရှင်ဘာကြောင့်နောက်ကျန်နေကြလဲဆိုတော့အဲ့စူးစမ်းလို့စိတ်တခုသူတို့စီမှာအရင်စူးစမ်းလို့စိတ်ရှိတယ်ဘာမဟုတ်တဲ့ကိစ္စလေးကိုလေအသေးစိတ်သူတို့လေ့လာတယ်။ဘာဖြစ်ပျော့စိတ်လေးတွေအကြောင်းနှစ်ပေါင်း30လောက်လေ့လာတဲ့လူမျိုးတွေလည်းရှိတယ်။အော်ဒါကြောင့်အချိန်ကြာလာတဲ့အမြတ်သူတို့နဲ့ကျွန်တော်တို့နဲ့ကွာသွားတယ်။ဒီစူးစမ်းလို့စိတ်တစ်ခုဟာလူတွေရဲ့ဒီလူသားတွေကိုကျွန်တော်တို့ develop ဖြစ်စေတဲ့အကြောင်းပဲ။နော်။အဲ့လိုစူးစမ်းလို့စိတ်မရှိတဲ့အတွက်ဘာမှလည်းမသိတော့ဘူး။ ဘာမှလည်းမစဉ်းစားတတ်တော့ဘူးဒီလိုမျိုးဖြစ်သွားတာပေါ့เนาะအဲ့တော့အဲ့လိုမျိုး adult เนาะလူကြီးတယောက်ကနေပြီးကူညီပေးဖို့လိုပါတယ်